အားလုံးပဲမင်္ဂလာပါရှင် PNY Fashion and Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဒီချေကပုံမှန်ပြတ်ထားပြီးတယ်ကျွန်တော်အင်ဂျီလေးကိုကျွန်တော်အရှိဗီဒီယိုမှာကပတ်တန်လေးကိုစပြပေးပြီးသွားပြီမို့ဒီဗီဒီယိုမှာတော့ဒီချေကပတ်တန်လေးကိုဆက်လက်ကနေညှတ်ထုတ်ပြီးတော့ကျွန်တော်ပိတ်ဆက်မှာညှက်နီးလေးနဲ့ချုံနီးလေးကို ပြန်လည်ဝတ်မြတ်ပေးသွားမှာပဲဖြစ်ပါတယ် အခုဆိုရင်တော့တစ်ချေကပတ်သက်လေးကိုဆိုင်းဆက်နေတက်ထုတ်ပြီးသွားပြီမို့တစ်ချေကိုပိတ်ဆက်မှာတည်ပြီးတော့မှညှက်ပါမယ်။ ကျတော့ပိတ်ဆက်မှာမညက်ခင်ကျတော့ပိတ်ဆက်ရွေးခဲ့တဲ့အခါမှာကျတော့ဒီပတန်လေးကိုချုပ်ဖို့ဆိုလို့ရှိရင်တော့ကိုကြိုင်းနေတတ်တဲ့ပိတ်ဆက်မျိုးစားလေးကိုလေ့ချိန်လို့ရပါတယ်ကျတော့ခြေသားလေးပဲဖြစ်ဖြစ်အေးသားလေးပဲဖြစ်ဖြစ်ကျတော့နောက်ဒီဘီကီကီတီရှပ်သားလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုကြိုင်းတတ်တဲ့ကျတော့ပိတ်ဆက်မျိုးစားကိုရွေးချယ်ပြီးတော့မှကျတော့ချုပ်လို့ရပါတယ် နော်ကျွန်တော်တို့ပိတ်ဆက်ရေးပြီးသွားတဲ့အခါမှာကျွန်တော်ဒီပက်ကန်လေးကိုပဲကျွန်တော်တို့ကဒီ crotch ပုံစံလေးနဲ့ချုပ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ crotch design ကြီးချုပ်လို့ရပါတယ်ကျွန်တော်ခုယူထားတဲ့ပတ်တန်လေးကိုခါမီကနေပြီးတော့မှအကျယ်ဘက်ကိုကျွန်တော်တို့3 to 5 cm လောက်စားပြီးရခါကျတော့ကျွန်တော်တို့ဒီ carbine ပေါ်ပတ်ပါနော်ခါမီယာနီပေါ်မှာခေါတော်လေးကျွန်တော်တို့ဒီဇိုင်းလေးပုံပေါ်ပြီးတော့မှလည်းကျွန်တော်ချုပ်လို့ရပါတယ် ဒီဗီဒီယိုလေးမှာတော့ဒီချက်ကကျွန်တော်ရဲ့ H pattern လေးကိုဒီချက်ကစပန်သားလေးတုံးပြီးတော့မှအိနေဝိပုံစံလေးထုတ်ပြပေးထားပါတယ်။ပမာလို့ဆိုတော့ကျွန်တော်နောက်ချက် pattern လေးကိုပိတ်စာမှာကျွန်တော်ညက်ပါမယ်။ပိတ်စာမှာညက်ဖို့ဆိုလို့ရှိရင်ကျွန်တော်ပိတ်စာမှာယခုလိုလေးပင်လေးတွဲပြီးတော့မှထားပါမယ်။ကျွန်တော် pattern လေးကိုညက်မထုတ်ခင်မှာတော့ကျွန်တော်ထုတ်စာလေးယူပေးဖို့မမေ့ပါနဲ့နော်။ ထုတ်စာလေးတွေကတော့ကျွန်တော်တို့လဘင်းပေါ်ဘက်9 cm ပခုံးဘက်9 cm ဒေးဘက်ကိုချက်ကဟာဖော်စာလေးပို့ယူချင်တာမို့2.5လောက်ထပ်ထားပါတယ်တကယ်၍ကိုကအဲ့ဒီအအနေထားကိုပါကျွန်တော်ပုတ်ပွားလေးကြိုက်သူတွေဆိုလို့ရှိရင်တော့ဘေးထုတ်စာလေးကိုကျွန်တော်တို့ပို့ပြီးတော့ထားလို့ရပါတယ်2 4 cm လောက်ထားလို့ရပါတယ်နောက်ကျွန်တော်တို့အောက်ဘက်ကိုတော့ချက်က ပတ်တန်တဲ့အနှင်းငယ်ရှိပြီးတော့မှလိုချင်တာမို့ချက်က5 cm လောက်ထည့်ထားပါရယ်ပုံမှန်နေထားလို့ထိုက်တယ်ဆိုလို့ရှိရင်တော့ကျတို့အောက်ဖက်ချုပ်စာလေး2.5 cm လောက်ဆိုရင်ရပါပြီချက်ကတော့ဒီမှာ2.5ကိုနောက်ထပ်2.5 cm ပေါင်းထည့်ပြီးတော့မှ5 cm ယူလိုက်ပါရယ် မမီတို့ကပတ်တန်ရဲ့အရှိတိုင်းပဲသဘောကျတယ်ဆိုရင်တော့ချုံစာ2.5 cm လေးယူပေးရင်ရပါသည်။ကဲအခုဆိုရင်ချုံစာလေးလည်းယူပြီဆိုရင်တော့ကျွန်တော်ဆက်တင်ပြီးတော့မညှက်လို့ရပါသည်။ နောက်ထပ်လေးနှစ်ထုတ်ပြီးပါပြီဆိုရင်တော့ရှီစန်းလေးမြတ်ပါမယ်။ရှီစန်းလေးမြတ်ခင်မှာလည်းကျွန်တော်ကထုတ်စာလေးတွေယူခဲ့ပေးရပါမယ်။လက်ဘေး1 cm ၊ပခုံး1 cm နဲ့ကျွန်တော်ပေးချမ်း2.5 cm ၊ကျွန်တော်အောက်ဖက်5 cm လေးယူပြီးမြတ်ပါမယ်။ နောက်ကျတော့လက်ပတ်တန်လေးညှပ်ဖို့အတွက်ပင်တွဲပါမယ်။ပင်လေးတွဲပြီးသားပြီဆိုရင်တော့ကျတော့ချုပ်စာလေးကိုပေးရပါမယ်။ချုပ်စာလေးတွေကတော့ကျတော့ပေါ်ဘက်ကို1 cm ၊ပခုံးဆက်1 cm နဲ့ဘေးဘက်ကို1.5 cm ၊အောက်ဘက်ကို1 cm စီအသီးသီးယူပေးရပါမယ်။ကျွန်တော်ချုပ်စာလေးတွေယူပြီးပြီဆိုရင်တော့လက်ပတ်တန်လေးဆက်ပြီးတော့မှညက်ပါမယ်။ လက်ပတ်တန်လေးတွေညှိထုတ်ပြီးသားပြီဆိုလို့ရှိရင်တော့တခုတည်းထားရမှာကကျေရောလက်ပတ်တန်လေးမှာဆိုလို့ရှိရင်ဒီကျေရော b n e a f o n o b a c n e l friends of you မှာတစ်ချမ်းတစ်ချမ်းကိုသိစရာလေးကျေရောပိစပေါ်မှာအမှတ်သားလေးနဲ့မှတ်သားပေးခဲ့ဖို့လိုပါမယ်အခုဆိုရင်တော့ကျေရောပတ်တန်လေးတွေကိုပိစမှာညှက်ပေးပါပြီကိုကျေရောပတ်တန်စာပြေလေးတွေကိုကျေရောပိစကနေမဖဲထုတ်ခင်မှာကျေရော trace လေးတွေယူထွက်ပေးဖို့မမိပါနဲ့နော် ခြေကအခုဆိုလို့ရှိရင် general label လေးတော့ပြီးတော့ trace လေးတွေယူပြီးသွားပြီမို့ဒီခြေပထမဦးဆုံးရှေ့ချမ်းတောင်ကြီးစတင်ပြီးတော့မှချုပ်ပါမယ်ကျွန်တော်ဒေါလိထွက်တဲ့အခါမှာပုံမှန်အတိုင်းနဲ့ကျွန်တော်ပင်လေးတွဲပြီးတော့မှချုပ်ပါမယ်နော် ်ကျေကပိလေးထွက်ပြီးသွားပြီမို့ထောင်လေးချုပ်ပါမယ်။ထောင်လေးချုပ်ပြီးသွားပြီဆိုရင်တော့ကျေတို့နောက်ထဲရေကျေတို့အလှပတ်ချင်းအလားပဲချင်တယ်ကျိုးလက်ရဲ့အလားပဲချင်ပေါ့နော်အလားချင်းထပ်ပြီးရခါကြောင့်တော့ကျိုးလက်လေးနဲ့တွဲပါမယ်ဒီနေရာမှာတခုတတိထားမှာကကျိုးလက်လေးနဲ့တွဲတာမို့လို့ကျိုးအနားဖက်ချမ်းနဲ့တွဲရဆိုရင်လက်ရဲ့နောက်ချမ်းပီလေးနဲ့ကျိုးအလားချင်းပို့ပြီးတော့ပင်လေးတွဲပြီးတော့မှချိုးရပါမယ် คุณสมัยนี้เชก้าปีนี้เธอพี่ด้วยโมซาเดชกว่าเราไหมချေကနောက်ထပ်လက်ကလေးတွဲပြီးသွားပြီမို့လို့ဒီချေချေချမ်းလေးနဲ့လက်ကလေးကိုတွဲပါမယ်။အော်တွဲခင်မှာပင်လေးထိမ့်ပါမယ်နော်။ အခုဆိုရင်တော့အခြေကပင်လေးလည်းထင်းပြီးသွားပြီမို့ခြေစဲလေးနဲ့လက်ကလေးတွဲပြီးတော့မှချုပ်ပါမယ်အခုဆိုရင်တော့ခြေကခြေချင်းနောက်ချင်းနဲ့လက်ကလေးတွေအတီတီတွဲပြီးသွားပြီမို့နောက်တစ်ဆင့်နေနဲ့ခြေရရဲ့ကျိုးလက်ကလေးမှာဆိုလို့ရှိရင်ဒေါလီချိုးဖို့ကျင်နေပေါ့နော်အဲ့တော့ခြေဒေါလီချိုးဖို့အတွက်ခြေပင်လေးတွဲပါမယ်ပင်လေးတွဲပြီးတော့မှဒေါလီချိုးခဲ့ပြီးကိုမမိပါနဲ့နော် ျေရိုလက်ခတောက်ကလေးကိုတော့ကျေရိုရှိသေးနောက်ဆက်မတွဲခင်မှာကျေရိုတောက်ကလေးကိုပဲအရင်ချုပ်ခဲ့မယ်ဆိုရင်လည်းရပါတယ်အခုဆိုရင်တော့ခြေကတောက်ချုပ်ဖို့ပြည့်ပြည့်ပြည့်သွားပြီမို့လို့ဒီခြေတောက်လေးထုတ်လိုက်ပါပြီ ုဆိုရင်တော့ဒီစည်းကရှေ့ချမ်းတောင်ချင်းနဲ့လက်ကလေးတွေကိုတွဲပြီးချုပ်ပြီးသွားပါပြီ။နောက်တစ်စည်းအနေနဲ့ကျတော့ဒီလက်ဘင်းကုစားလေးအတွက်ပေါ့နော်။ဒီစည်းကပိတ်ဆက်မှာကုစားလေးမြက်ဖို့တခုလို့လက်ဘင်းလေးကိုကျတော့ပိတ်ဆက်လေးသုံးပြီးတဲ့ခါကျတော့လက်ဘင်းပက်လေးကိုဒီစည်းတို့တိုင်းပေးရပါမယ်။ အခုဆိုရင်ခြေကလပင်းပက်လေလေးတိုက်လိုက်တဲ့အခါမှာတစ်ချက်ရဲ့လပင်းပက်လေလေးရလာတဲ့တမိုးလေးကိုခြေတို့က +2 ပေါ့နော်ချိုးစာတစ်ဖက်ကို1စီဆိုတော့2စီမီတာပေါင်းပြီးတော့ခြေတို့အဆွေသားယူပြီးတော့လပင်းကုတ်စာအတွက်ပိတ်ဆက်မှာတော့ပြီးတော့မှညှိရပါမယ်ဥမာကုတိုင်းလိုက်တဲ့ကိုယ့်ရဲ့လပင်းပက်လေရဲ့တန်ဖိုးက63ရှိရဆိုလို့ရှင်เนาะ63 plus 2 cm ပေါင်းပြီးတော့မှပိတ်ဆက်မှာညှက်ပေးရမှာပဲဖြစ်ပါတယ် now chero လက်မှာလည်းတစ်စက်တည်းမှာပဲတစ်ချေကလက်ကလေးကိုလည်းတစ်ချေတို့ပတ္တမဆိုရင်လက်အနာသားလေးနဲ့ချုပ်ပေးမှာမို့လက်အနာအတွက်လည်းပိတ်စအစီသားလေးညှပ်ပါမယ် romel အတွက်ဆိုလို့ရှိရင်လည်းချေတို့ကလက်ပင်ပက်လေတိုင်းလိုပဲချေတို့လက်ကလေးကိုတိုင်းပြီးတော့မိမိတို့ရရတဲ့လောက်ဝအတိုင်းသားလေးကို +2 cm ပန်းပြီးတော့ပိတ်စမှာညှပ်ပေးရမှာဖြစ်ပါတယ် အခုဆိုရင်တော့ခြေကလက်ရင်အတွက်ရောလက်အတွက်ပါအစိသားလေးတွေယူပြီးတော့ညက်ပြီးသွားပြီမို့ဒီခြေကခုဆိုလို့ရှိရင်လက်ရင်အတွက်ကုစားလေးတွေကိုတဝက်ခောက်ပြီးတော့အခုလိုမိခုလေးနဲ့ကပ်ပြီးတော့ခါကြတော့ဒီခြေတို့ကုစားလေးဆက်ပြီးတော့မှနေပါတော့မယ်လည်းကုစားလေးနီးဖို့အတွက်ကုစားကိုကျတို့အလားချင်းချင်းပေါ့နော်ကျတို့ပူပြီးတဲ့ခါကျတော့ပင်တွဲပါမယ်အခုဆိုရင်ဒီချက်ကပင်လေးနဲ့တွဲပြီးသွားပြီမို့ဖတ်ပြီးတော့မှချုပ်ပါမယ် ချုပ်တဲ့အခါမှာတချို့ချုပ်စာ1 cm အတိုင်းပဲပတ်ပတ်လေတချို့ချုပ်သွားပြရပါမယ် ချေရိုလေးပပပဲလေချိုးပြီးခပ်ပြီးဆိုရင်တော့ချေရိုပပပဲလေကိုယခုလူကြီးကကြေးလေးနဲ့တာပြီးတော့မှတချေရိုချေရိုရဲ့ဒပင်းကုတ်စာကြီးကိုအတင်းဘက်ကိုခောက်ပြီးတော့ချေရိုအလားတကြောင်ပြင်းပြင်းပေးရမှာဖြစ်ပါတယ်။ အခုဆိုရင်ချိန်ကလည်းဘင်းကုစားအလာချောင်းလေးလည်းယခုလိုတည်တဲ့နဲ့နောက်ပါလေးနေပြီးသွားပြီမို့လို့တချို့တော့လက်မှလည်းကျွန်တော်အနာပေါ့နော်အနာသားလေးတက်ပါမယ်ကျွန်တော်လက်မှနောက်တဲ့ခါမှဆိုလို့ရှိရင်ကျွန်တော်လည်းဘင်းမှာတထုတ်တဲ့အတိုင်းပဲကျွန်တော်အလာချင်းပို့ပြီးတော့မှပင်လေးသေးပါမယ်ပင်လေးသေးပြီဆိုလို့ရှိရင်တော့1 cm ချုပ်စာလေးကပ်ပြီးတော့မှနင်းပြရပါမယ် လက်မှန်ကတော့တချို့တို့ကပြန်ပြီးတော့မှအသေးဘက်ကိုအနာကြောင့်နေဆံမလို့ပါဘူးချို့ကလက်မှန်တော့ချို့ဝမ်းစီတီမီတာလေးဆိုလို့ရှိရင်ချို့နေထားတဲ့ဝမ်းစီတီမီတာလေးကိုပဲချို့ဓာတ်ဆက်လေးလိုက်ပြလိုက်မယ်ဆိုလို့ရှိရင်တော့လက်ကအနာတက်လို့ပြီးတော့ပါပြီ အခုဆိုရင်တော့ခြေကလက်မလိုရနေတဲ့ဓာတ်သက်လေးကိုလည်းလိုက်ပြီးသွားပြီးမို့လို့ခြေကကိုယ်ရည်လေးကိုစပြီးတော့မှတွဲပါတော့မယ်။ကိုယ်ရည်လေးတွဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အာနာလေးကိုပုံမှန်တိုင်းပဲလုပ်ပစ်လိုက်တဲ့ဆိုရင်ရပါပြီ။ ချေကတော့ချေရဲ့အိမ်ကလေးကိုအောင်းသားလေးနဲ့လုပ်ပြီးသွားပြီမို့လို့ချေရဲ့အိမ်ကလေးရာဆိုရင်တော့ယခုတို့ဒီတက်လှပပနဲ့ဟဲ့ချေတို့ပခုံးတစ်ဆက်တဲ့အိမ်ကလေးရလာပါပြီချေတို့ရဲ့ပခုံးတစ်ဆက်တဲ့အိမ်ကလေးရာဆိုရင်ချိုးရတာလည်းလွယ်ကူရိုးရှိပြီးတော့မှအိမ်လေးဝတ်အပြင်ထားတာထားလာပုံစံလေးနဲ့ပါချုပ်ပြီးဝတ်ရင်လည်းစမန်ချလာပါတာမို့လို့လိုက်ပြီးတော့မှချုပ်ကြည့်ကြပါနော် ိတ်ဆက်ယူဆိုင်တဲ့အခါမှာဆိုရင်လည်းပကုံးတစ်စက်တဲ့အင်္ဂလိပ်တွေဆိုလို့ရှိရင်ကျွန်တော်တို့ပကုံးပိုင်းလေးကအယောင်တရောင်နဲ့ကျွန်တော်တို့ကိုယ်ရည်ကိုနောက်တရောင်နဲ့တွဲပြီးတော့မှချွင်ရင်လည်းလှပပြီးတော့မှစမတ်ချလာမှုလို့ကျွန်တော်ရဲ့အင်္ဂလိပ်ပတန်လေးကအရန်ကိုချိုးရတာလည်းကိုပြီးတော့မှဝေးရတာစမတ်ချထားတဲ့အင်္ဂလိပ်တွေဖြစ်လာမှာဖြစ်ပါတယ်။ အချို့ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ပြီးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ကိုစိတ်နှစ်ဖြာစက်မှတ်နှံ့ချပါစေ။အချို့ရဲ့ဗီဒီယိုလေးတွေကိုစက်တက်တက်ဆိုရင်တော့ like and subscribe နဲ့အပိတ်ထားဖို့မျှော်ပါနေနော်။ပုံကောင်းတဲ့ဗီဒီယိုလေးတွေတူတူပြန်လာကြည့်ပါမယ်။တတပါ